အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ လိမ့်ဆန်းဆန်းမှုမှရှင်းလုံးမှတန်းစားတဲ့အရာများသမားတို့အတွက်အာရုံပြည့်စုံတဲ့အရာတွေအကြောင်းတင်ဆက်ပေးချင်ပါတယ်။အဲ့ဒီအကြောင်းမပြောခင်အလုံးသိထားတဲ့ညောင်ကြောင့်နဲ့ပတ်သက်ပြီးသိထားတဲ့အရာတွေကိုအရင်တင်ဆက်ပေးပါစေရှင်။အရာပေးတာနဲ့တပြိုင်တည်းလိမ့်ဆန်းဆန်းမှုမှရှင်းလုံးမှတန်းစားတဲ့အရာတွေသမားတို့အတွက်အာရုံပြည့်စုံတဲ့အရာတွေအကြောင်းတင်ဆက်ပေးပါမို့။ အဆုံးထိကြည့်ပေးကြပါနော်။မြောက်ကြောင်နဲ့ပတ်သက်ပြီးသိထားတဲ့နာတွေကတော့မြောက်ကြောင် operator ထိမ့်သိမ့်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ WHO ကတာဝန်ရှိသူတောင်ကပြောထားပါတယ်။မြောက်ကြောင်ရောဂါဖြစ်ပွားမှုတော့ကလော့ဒ်ဒေါင်းအဆင့်ထိဥတီလာလိမ့်မမဟုတ်တဲ့ကိုစွန့်ကျင်သူတွေကစုံထားပါတယ်။ဆက်စလန်နိုင်ငံရှိစေဝါကုမ္ပဏီမှမြောက်ကြောင်ရောဂါကိုဆက်စိနိုင်တဲ့ test kit ၃မျိုး ထိထွင်နိုင်ရတဲ့တော့မေလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အမေရိကန်အစိုးရကအမေရိကန်ဒေါ်လာ139သန်းကိုသုံးပြီးစောက်ကားခွေစီ73သန်းအတွက်ကားခွေစီထုတ်လုပ်တဲ့စီးပွားနေပညာကုမ္ပဏီမှာအမှားယူခဲ့တယ်လို့အမေရိကန်ညိုဝေက မေလ19ရက်နေ့မှာဖော်ပြထားပါတယ်။အမေရိကန်စီးပွားနဲ့စီးပွားနေပညာကုမ္ပဏီကမြောက်ကျောင်းရောဂါကားခွေစီအတွက် တိတ်ထွေစားသတ်မှုတွေစတင်ပြုလုပ်နေပါတယ်။မြောက်သောယောဂါကိုအာဖရိကနိုင်ငံတွေကလွှဲရေးအစွန်းလိုက်အပြုံလိုက်ကာကွယ်စေထိုးခြင်းများမလိုအပ်ဘဲတကူရေးတန့်ရှင်မှုနဲ့ပြန့်နှံ့မှုကိုထိဆောင်နိုင်တယ်လို့ WHO ကမေလ24ရက်နေ့မှာပြောထားပါတယ်။ဆက်လက်ပြီးတော့လိမ့်ဆက်ဆံမှုမှာရှင်တို့မှာတစားတဲ့အရာများကျမတို့တို့အယုံပြည့်စေတဲ့အရာတွေကြောင့်တည်ဆပ်ပြီးတင်ပါတယ်။ အမျိုးသားအများဆုံးခံယူထားကြတာကသူတို့တွေဟာလိင်ကိစ္စနဲ့ပတ်သက်လာရင်ရင်းရိုင်းတကားလို့ဆွဲဆောင်နိုင်တဲ့ထင်ရှားပေမဲ့အမျိုးသားအများစုဟာအိမ်ဟာတွေမှာလည်းအမှားတွေကိုလုံမနိုင်ပါတယ်။ဒါကြောင့်တခါတရံမှာ ကိုယ်နည်းစနစ်တွေကိုမသိလို့သူမကမကြည်မနဲ့ဖြစ်နေတာမဟုတ်ပဲအိမ်ဟာတွေမှာအမှားတွေလုံမိတာကြောင့်အဖို့ဖြစ်သူအမျိုးသမီး စိတ်မသေးမနှက်ဖြစ်တဲ့အချိန်တွေရှိတတ်ပါတယ်။အမျိုးသမီးတွေဟာဒီကိစ္စနဲ့ပတ်သက်ရင်ထောက်ပြတတ်သူတွေမဟုတ်ကြတဲ့အတွက်ယောက်ျားလေးတွေဟာသူတို့ရဲ့အဖေါ်ဘာကြောင့်လူဝိဆန်နာမပြေဝါတာလဲဆိုပြီးခေါင်းရှုံတတ်ကြပါတယ်။ဒါကြောင့်နေကိစ္စဝိုင်းဆိုင်ရာမှာတိုးတက်ခြင်းတွေဆိုရင်ကိုယ့်ရဲ့အမားတွေနဲ့တခြားသူတွေရဲ့အမားတွေကလည်းသင်ငယ်စာယူတာက အကောင်းဆုံးဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူရဲ့စိတ်ဆန္ဒနေပါနေခြင်းဟာသူ့ဆွေးဆောင်မှုမရှိလို့ဆိုပြီးထင်တတ်ကြတယ်။အမျိုးသမီးချက်ချော်လေးတယောက်လောက်ကို တွေ့လိုက်ရတဲ့အချိန်မှာယောက်ျားလေးရဲ့ခန္ဓာကိုယ်ကအနေငယ်အချက်ပြပါတယ်။ကိုယ့်ရဲ့အဖော်အမျိုးသမီးနဲ့လူရှင်တဲ့အချိန်မှာတွေ့မယ်ဆိုရင်အမျိုးသားလေးအင်္ဂါကအနေငယ်ထောက်မလာနိုင်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေကတော့ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတယောက်ဟာဆွဲဆောင်မှုရှိတဲ့သူ့ရဲ့အဖော်အမျိုးသားပဲဖြစ်ဖြစ်တခြားယောက်ျားလေးပဲဖြစ်ဖြစ်တွေ့လိုက်မိဆိုရင်သူတို့လိမ်အင်္ကာတွေကဆက်ချင်းအချက်ပြားတာမျိုး မရှိကြပါဘူးဒီလိုဖြစ်ချင်းတဲ့ဒီတယောက်ကတော့စိတ်လို့ကောင်းနေဆိုရတော့ပဲပြောချမှာဖြစ်ပြီးသူမရဲ့လိမ်အင်္ကာတွေကတော့အချက်ပြားမှမဟုတ်ပါဘူးယောက်ျားလေးတွေရဲ့လိမ်ဆက်ဆန်းလို့စိတ်ဆန္ဒဟာ ခန္ဓာကိုယ်ကအရင်သေးပြီအမျိုးသမီးတွေကတော့သူ့မရဲ့ဗဉာဏ်စိတ်ကူးနဲ့အထွေထွေတို့ကနေအခြေခံပေါက်ဖွာတာဖြစ်ပါတယ်။ဒါကြောင့် အမျိုးသမီးတရားကိုချက်ချင်းဝုန်းနိုင်စေလို့မရပါဘူး။အမျိုးသမီးတွေလိမ့်စိတ်ထွားကြဖို့ခက်ခဲတာကိုစိတ်မရှိကြဘူး။အမျိုးသားနဲ့အမျိုးသမီးလိမ့်စိတ်ထားကြတဲ့ပုံစံဟာကတ်စမီဘိုးနဲ့မိသွေးမိဘိုးလိုပါပဲ။ကတ်စမီဘိုးကခလုတ်တဆန်နေလိုက်တာနဲ့ မီးတောင်းလာပေမဲ့မီးသွေးမီးဘူကတော့ချက်ချင်းမီးမတောင်းလာပါဘူးအမျိုးသမီးတယောက်ရဲ့ဆန္ဒကိုကချက်ချင်းမီးတောင်းခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့ဇီဝကာမဘေးရဖွဲ့စည်းပုံကချက်ချင်းစိတ်ဆန္ဒပြင်းပြလာခြင်းစိတ်ကို ခွင့်မပြုပေးပါဘူးအဲ့ဒီအချိန်မှာအဖို့ဖြစ်သူအမျိုးသားကစိတ်ပြက်နေတာကို အမျိုးသမီးတွေသတိထားမိမိဆိုရင်သူမရဲ့စိတ်ဆန္ဒပြင်းပြစိတ်ကပိုနေခွင့်နိုင်ပါတယ် ဒါကိုကုစားနိုင်မဲ့အချက်ကတော့အချိန်ယူပါတဖြည်းဖြည်းစိတ်ဆန္ဒပြေပြားလာတာကိုစိတ်ရှိပါမချစ်မရဲ့ဖြစ်တဲ့စိတ်ကိုနာရောင်ထိန်ပါပြည့်ပြည့်စုံတဲ့လိန်ဆက်ဆံမှုဟာအမျိုးသားရဲ့စံဆောင်ရေးပေါ်မှာပူတည်တယ်လို့ထင်နေတာအမျိုးသားတယောက်ဟာသူတို့အင်္ဂါထောက်မှတ်ခြင်းနဲ့သာသိပေါ်အလွယ်တူဆိုရင်းနေမယ်ဆိုရင်အဖို့ဖြစ်သူနဲ့လိန်ဆက်ဆံမှုဆ ਾਇ ရရှင်နေမှုကိုပြည့်စည်စေနိုင်ပါတယ် အမျိုးသားတရားဟောသူတို့ရဲ့ခြောက်မခြင်းနဲ့ပတ်သက်ပြီးအလုံးစုံစိုးရိမ်နေမိဆိုရင်လိမ်ဆက်ဆန်တဲ့ကောင်အထွတ်အထိပ်ကိုရောက်ဖို့ခက်ခဲပါတယ်။ဒါကြောင့်ဆက်ဆန်တဲ့အခါမှာအဖော်ဖြစ်သူနဲ့စိတ်ချင်းဒီကဲဖို့လိုပြီးစကားတွေလည်းပြောပြဖို့လိုပါတယ်။လိမ်တဲ့ခြောက်မတဲ့ပြဿနာရှိနေမိဆိုရင်တော့ဒီသားကလာအချိန်လေးဟောနှောင်းဖို့နေခဲ့စေမယ့်အချိန်လေးဖြစ်ပါတယ်။လေရင်ကောအရင်ဆုံးသွားတီတွေ့တော့အမျိုးသားအများစုက အဖို့အမျိုးသမီးရဲ့လိင်ဆက်ဆန်းခြင်းစိတ်ကိုတိုးစားဖို့ဆောင်ဖြားလိုက်တာနဲ့အမျိုးသမီးအင်္ကာကိုတွားထီတွေ့စားပါတယ်။ဘာကြောင့်လဲဆိုတော့အမျိုးသားတွေကိုယ်တိုင်ကလည်းသူတို့ရဲ့လိင်္ကာကိုကြားရလုံဆောင်တာကိုစိုက်နေသက်သာတဲ့အတွက်သူတို့ရဲ့အဖို့အမျိုးသမီးတွေကိုလည်းလေရင်ကကိုတိုက်ရိုက်ထိတွေ့တာကိုစိုက်နှက်တမ်းပဲလို့ထင်လာသောမှာဒါပေမဲ့အဖို့အမျိုးသမီးကိုစိုက်ပါဆာရရောက်ပြင်ဆင်ဝင်မပေးသေးပဲ လေငါကိုအရေးသွားထိတွေ့ခြင်းဟာအတင်းအဆက်ဇုံလုံခရရတဲ့ခံစားချက်ကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်လေးဆက်ဆံမှုပြင်ဆင်ပေးဆိုရင်အရေးဆုံးညီဆန်ခရံပြုတ်စင်ကားနဲ့ဆက်ရှိရှိနဲ့စတင်တင်ပါတယ်။အမျိုးသမီးအင်္ဂါစေကိုလှုပ်ဆော်ရမယ်ဆိုမွေးလန်းကြောင်းကိုလှုပ်ဆော်တည်တတ်ခြင်းအမျိုးသမီးမွေးလန်းကြောင်းမှာဖြစ်ပေါ်တဲ့ခံစားချက်ဟာအမျိုးသားလေးငါမှဖြစ်ပေါ်တဲ့ခံစားချက်နဲ့လုံးဝခွာခြားတာမျိုးတော့မဟုတ်ပါဘူး။ ။ဒါပေမဲ့အမျိုးသားလည်ရင်ကမှဖြစ်ပေါ်တဲ့ကန်ဆာချက်ဟာအထင်းတွေပေါ်မှာအခြေခံပေမဲ့အမျိုးသမီးလည်ရင်ကကြတော့ကြောင့်စင်တဲ့ဖေရတို့ကြောင့်ကန်ဆာချက်ဖြစ်ပေါ်လာတာပါ။အမျိုးသမီးတွေမှာအမျိုးသားလည်ရင်ကနဲ့ကန်ဆာပုံကြီးစိတ်တူတဲ့အရာကတော့အမျိုးသမီးအင်္ဂါစိတ် clitoris ပဲဖြစ်ပါတယ်။ကြွားချတာကတော့အမျိုးသမီးတွေရဲ့ခန္ဓာပေရာဖွဲ့စည်းပုံကပေါ်တူညံပြီးတောက်ပြန်မှုအကောင်းတာပါပဲ။လိမ့်ဆက်ဆန်နေချိန်မှာ ခန်းစားချက်ကိုပေးဆန်းနိုင်တာကလေရင်ကအစိတ်အပြစ်ဖြစ်ပြီးဝိဉာဉ်စာမဟုတ်ပါဘူး။ဒါကြောင့်အမျိုးသမီးအင်္ဂါတွေကိုကိုယ်လည်းအင်္ဂါတွေလိုပဲမတွေ့မိဖို့လိုပါတယ်။အမျိုးသမီးတရားအတွက်ဘလို့အတိတွေမျိုးကပိုပြီးခန်းစားမှုခေါင်းစိမ့်နိုင်လေဆိုတော့လေလာပြီးအတိတ်စက်မဖြစ်စေဖို့အချိန်ယူလိုပါတယ်။အမျိုးသမီးများစွာတော့လေမဆဆန်းကအမျိုးသမီးနေငါစိန်ကိုလှောက်စော်ပြီးအထုတ်တရာတာကိုစိုက်နေတတ်ကြပါတယ်။ လိမ့်ဆက်ဆန်းကြီးကိုကားသာဦးဆောင်နေခြင်းအမျိုးသားအများစုကတော့လိမ့်ဆက်ဆန်းကြီးမှဦးဆောင်တကြပါရယ်။ဒါပေမဲ့တခါတရံအမျိုးသမီးတွေကလည်းဦးဆောင်တကြပါရယ်။တယောက်နဲ့တယောက်ကမတူပါဘူး။အမျိုးသမီးအများစုဟာအဖို့အမျိုးသားကပဲဦးဆောင်နေစားတာကိုမတိုင်းကြပါဘူး။သူတို့မှလည်းဘယ်လိုလိမ့်ဆက်ဆန်းတဲ့ခါလှုပ်ဆောင်ခြင်းနဲ့ရွေးစင်မှုတွေရှိကြပါရယ်။ဒါကြောင့်ကိုယ့်ရဲ့အဖို့ဖြစ်သူစိတ်ကြီးနေစေဖို့ခရီးဆိုင်ဖို့လည်းလိုအပ်ပြီး တက်ကောင်တည်းရဲ့သူမကိုလည်းဥစားဝင်ပြုတင်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြုပါရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေဘုသောတာပြည့်စုံမဲ့အစားအလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ကျေးဇူးအပ်ပေးခဲ့တဲ့စာရပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။